ိုင်းရဲ့တက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့တံပြန်စစ်စင်ရေးတွေစတင်နေပြီလို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဟွန်ဆန်က ပြောကြားခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့ရှေ့ရနေတဲ့အတွင်းမှာ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားစစ်ရေးတင်းမာမှုတွေရှိခဲ့တယ်လို့အပြစ်အခက်ရစရေးသဘောတူညီမှုကိုချိုးဖောက်ခဲ့ကြောင်းအပြန်အလှန်ဆက်ဆွဲခဲ့ကြပါတယ်။ထိုင်းကကမ္ဘောဒီးယားနဲ့နယ်စပ်တစ်လျှောက်မှာစစ်ရေးပစ်မှတ်တွေနဲ့ကာစီနိုရုံးတစ်ခုကိုလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ကမ္ဘောဒီးယားကလည်းထိုင်းရဲ့အရက်သား area တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကဆက်ဆွဲပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားကတော့ထိုင်းရဲ့ဆက်ဆွဲချက်တွေကိုငြင်းဆိုခဲ့ပြီးအပြစ်အခက်ရစဲရေးသဘောတူညီချက်ကိုဆက်လက်လေးစားလိုက်နာကြောင်းပြသဖို့အတွက်ရန်လိုတုတ်ပြတ်မှုမရှိဘဲ24နာရီတီးခန့်ခဲ့တယ်လို့ဟွန်ဆန်က Facebook ပေါ်မှာရေးသားထားခဲ့ပါတယ်။ ဒါပေမဲ့အပြစ်ခတ်ရစက်ရေးသဘောတူညီချက်ကြောင့်ဒေသခံပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးနေခဲ့ပြီး24နာရီကျော်လွန်သွားပြီးတဲ့နောက်မှာတော့ကမ္ဘောဒီးယားဘက်ကလည်းတံပြန်စစ်စင်ရေးတစ်ခုအစပြုပြီးလက်တော့ပြန်ခဲ့တယ်လို့သူကဆိုပါတယ်။ထိုင်းရဲ့အမတ်နှစ်စစ်သေးသောကုကရေးဌာနကတော့ကမ္ဘောဒီးယားဟာ BN21 အတွဲလိုက်ပြည့်လောင်းချတွေကိုအသုံးပြုပြီးဒီဇင်ဘာ9ရက်မနက်ပိုင်းကစလို့ထိုင်းနေဆက်တကြောကိုတောက်လျှောက်ပြစ်ခတ်နေကြတယ်လို့ပြောပါတယ်။ တဖက်မှာလည်းကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိဒုတိယဗိုလ်ချုပ်ကြီးမာလီဆိုချီရတ္တာကထိုင်းစစ်တပ်ဟောင်း F16 တပ်လျင်တွေအပေါဝင်အကြီးစားဖြတ်အားပြင်းဆက်လက်နက်တွေကိုအသုံးပြုပြီးဒီဇင်ဘာလ9ရက်နေ့ကနေကကမ္ဘောဒီးယားဗချန်ကအစ်တတ်နဲ့အရပ်ပြမှတ်တွေကိုတိုက်ခိုက်နေခဲ့တယ်လို့ဆက်ဆွဲသွားပါတယ်ဇူလိုင်လတုန်းကဖြစ်ပွားခဲ့တဲ့9ရက်ကြာစစ်ရေးဗတိပခအပြီးမှာနှစ်ဖက်သဘောတူထားတဲ့အပြစ်အခက်ရစရေးကတိတွေဟာလက်ရှိအခြေအနေမှာတော့ ဆက်ပြီးထိန်းသိမ်းနိုင်ဖို့အရန်ခက်ခဲတဲ့အခြေအနေဖြစ်လာပါတယ်။အပြစ်ရဆွေးနွေးမှုတွေမှာပေါင်းပွင့်ညှိနှိုင်းပေးခဲ့တဲ့အမေရိကန်အစိုးရကနှစ်ဖက်စလုံးအနေနဲ့ပေးထားတဲ့ကတိတွေစက်တီကြဖို့တောင်းဆိုထားပေမဲ့ထိုင်းဝန်ကြီးချုပ်အနုဒင်ချန်ဗီယာဂူကတော့ကမ္ဘောဒီးယားနဲ့ညှိနှိုင်းရမယ့်အချိန်ကကျော်လွန်ခဲ့ပြီလို့ပြောကြားထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကစတင်တဲ့နဖက်နေဆက်ပြိပခအတွင်းမှာ ထိုင်းစစ်သား3ယောက်နဲ့ကမ္ဘောဒီးယားအရက်သား9ယောက်တိုက်ဆုံခဲ့ပြီဖြစ်တယ်လို့သိရပါတယ်ရှင်။